ောက်ကတခါတိတ်နေရဲ့ဗျာလင်းလင်းလက်ကလေလို့မို့ဒီလိုတိဆုပ်တာတွေပေါ့ဗျာကားတွေနဲ့ဖမ်းဖမ်းမိသေးတယ်ကျွန်တော်မိသေးကြတော့ဒီတက်တက်မဲ့ဖမ်းတော့မောကျွန်တော်အဲ့မှာတိုက်ပွဲခီးစဉ်သွားရင်းနဲ့အဲ့မှာမိတဲ့ခါကျတော့ဒီဘယ်လိုပြောမလဲဒီလူကိုကျွန်တော်တို့ကဒီပြင်းမှုကျူလွန်တဲ့လူကိုအေးအေးယူရမှာလေပြင်းမှုကျူလွန်တဲ့လူကိုအေးမကျူဘဲနဲ့သူကဘယ်လိုပြောမလဲတစ်ကိုတော့ဖမ်းပြီးတော့ကျွန်တော်အဲ့မှာဒီဘတ်ဒီဝစ်သူတို့တရားသလားထင်းထင်းပါတရားသလားထင်းထင်းလို့တော့အိသနာကျော်တို့အထားခဲ့တာအထားခဲ့တဲ့ခါကျတော့ ဒီအမှုကိုရေးမယူရပဲသူတို့အချင်းချင်းနားလည်ပုံနဲ့ပြီးသွားကြတာကျွန်တော်ကျတော့ဖမ်းရတာဘယ်လိုပြောမလဲသူတို့တိုင်းရင်တက်ဖွဲ့ရလုံနေမှာတော့ကျွန်တော်တို့ကကျွန်တော်တို့ပြည်သူတွေကဘယ်လိုတော့ပြီးတော့တော့တိုင်ရမှာဘယ်တော့တိုင်ရမှာသူတို့အားကိုလို့မသူတို့တိုင်တော့ကြရလဲအချက်လက်နဲ့တိုင်နေရပြီမဲ့တက်တက်နေတဲ့ကာယနဲ့တိုင်နေရကားရောမိတာအဲ့ဒါကားမိတယ်ရဗဖိုးမိတယ်ရကားငစီးမိတယ်ဗဖိုးတက်ကတော့အခုတော့ဒီလိုသူကတန်း2000ထုတ်တာဆိုတော့ဘလိုကြီးတော့မကြံတော့ဘူး ဒီအတွင်းပန်းတော့ပဲကျန်တော့တာလမ်းပြရဒီကရင်ဝင်ရတဲ့နေရာတွေကားဝင်နေရတဲ့နေရာတွေကျတော့မကြံတော့ဘူးအကောင်မထားပါဘူးအဲ့တော့အခုဘုံမြေလုံးကအဲ့မှာတွားတော့တွေးတော့ record လုပ်တော့ဒီ record ကိုဖြတ်ခိုင်းနေလေသူတို့အတွက်ဟိုဟာဟိုမကြိုက်ဘူးထားပါတော့တခုဖြစ်လို့ record ဖြတ်ခိုင်းနေအခုတရင်ဌာနကိုပြောတယ်ဘုံမြေလုံးကအချိန်နေရှင်းပြတယ်ဟိုကိုလုံချွေးအတွက်အဆင်ပြေပါမလားအဲ့တော့တွားလာတာ ဗဒမ်းလဲကျွန်တော်လဲတိုင်းပြည်တွေဒီအမှန်တရားကြီးကိုတော့ကျွန်တော်တို့ကဒေါ်လာကြီးကိုအမှန်တရားလို့ကျွန်တော်မဒေါ်လာကြီးလုံနေဥပမာတော့လုံးရမှာပဲဒါမှလည်းကျွန်တော်တို့အမှန်တရားအပေါ်မှာလဲအဲ့ဒီထုတ်ထားတဲ့ကြင်ညာချက်မှာဘာတွေပါလဲဟိုပြောပြလို့ရလားအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အလောင်းတော်ကပ္ပအကျိုးဝိုင်းတွေကတည်ရင်38ကတိခိုးထုတ်တဲ့အခြေအနေကို BNRE မှဘိုးနဂားနဲ့ကိုတက်ထွေးနိုင်မီဒီယာတို့မေးမြန်းထားသည်ကိုပြန်လည်တင်ဆက်ပေးလိုက်ပါရယ်။စကိုင်းတိုင်းရင်းမာပင်ခရိုင်ကဏီမြို့နယ်ကအာဆီယံအမွေနှစ်စည်းရင်းဝင်အလောင်းတော်ကတ္တပအမျိုးသားဥယျာဉ်တစ်တော်ကျိုးဝိုင်းထဲမှာຫນွေဦးတော်လန်ရေးလေးနှစ်အတွင်းတစ်တွေခိုးထုတ်ခဲ့လို့အခုဆိုရင်ဂုံတလောက်နှီးပါရှိနေပါပြီ။ဒီလိုအခြေအနေမှာ တလုံးဝမထုတ်ဖို့ NUG ကညွှန်ကြားချက်တွေထုတ်ပြန်ထားပေမဲ့ပြီးခဲ့တဲ့ဧပြီလနဲ့အဲ့ဒီမတိုင်ခင်မှာနယ်မြေခံတရင်38ကနေလေယုတ်ပစ်ဝယ်ဖို့ဆိုပြီးတစ်တွေခိုးထုတ်နေတာကို BNRE ကဗိုလ်မျက်လုံးကတွေ့ရှိခဲ့ပြီးမှတ်တမ်းတင်ထားခဲ့ပါတယ်။အဲ့တော့လက်ရှိတခိုးထုတ်မှုနဲ့တက်လက်ကြံချေနေကို BNRE ကဗိုလ်မျက်လုံးနဲ့မေးမြန်းပြီးတင်ဆက်ပေးထားပါလိုက်တာမို့အဆုံးထိနာဆင်ပေးခဲ့ကြပါအောင်ခင်ဗျာ။အကြောင်းအရာကျွန်တော်ကိုရက်နေ့ကတို့ဒီ တော့လောင်းတော့ကရဘာကိုဖျားဘူးသွားမလို့ဆိုပြီးတော့ဖျားဘူးဖျားဘူးသွားမလို့ဆိုပြီးတော့သူစခန်းကိုဝင်ပြီးတရင်ပို့တာတရင်တရင်ပို့တာအနေမှာရဒီပြစ်ပုံလေးတွေ့လာနေကျွန်တော်တစ်ဆက်တရတွေ့လာနေဆိုပြီးတော့ဘီကိုကျွန်တော်လည်းနည်းနည်းလေးပေါ့ညာတရင်ပို့ရင်ရော့ကော့ယူလိုက်တာအဲ့ဒီရော့ကော့ယူလိုက်တာသူကဖျက်ခိုင်းတာပေါ့ညာကျွန်တော်မဖျက်တာမဖျက်တော့ကျွန်တော်သူကဟိုနားလေဟိုဘယ်လိုပြောမလဲသူတို့ရှိတဲ့တန်းကကျွန်တော် view file တစ်ခုဖျက်ပြီးဖျက်ပြီးလိုက်တယ်ဖြတ်ပေးလိုက်ကြဖြတ်ပေးလိုက်ကြအောင်မအဲ့လိုမျိုးရတော့ကျွန်တော်လည်းတော့ဟိုရိုက်လိုက်တော့ကျတော့ view view ရောက်ရိုက်တော့ကျတော့အင်မာလည်းကျွန်တော်လည်းဟိုဘယ်လိုပြောမလဲ zone နဲ့ဆိုတော့လို့ ဟိုရေချက်မရှိဘူးပြောဘယ်လိုပြောမလဲရိုက်ရှင်သိဟိုမှတ်တမ်းရင်းသိရှိတာနဲ့ကျွန်တော်မှတ်တမ်းနေလိုက်တာလို့ဘာညာပြောပြကျွန်တော်တောင်းမှန်လိုက်တာတောင်းမှန်ပြီးမှကျွန်တော်တို့အားဆိုရင်လို့ဒီလိုဒါတရုံးဝပွေနေလို့ဟိုအလောင်းတော်ကိုတွားလို့ရည်လားလို့ပြောတာပြောတော့မှရပြီတဲ့အဲ့ဒါဆိုလည်းရပြီဆိုတော့ကျွန်တော်ကအလောင်းတော်ဘက်ကိုတွားတာတွားတော့မှသူတို့စကံပြန်နေဖြတ်သွားလေသူတို့စကံပြန်နေဖြတ်တော့တော့မှဘယ်လိုလုံးဆိုဆိုင်ကအိုင်နာမှာကျွန်တော်ဆိုင်ကပြက်တာကျွန်တော်ရဲဘော်ဆိုင်ကပြက်တော့ကျွန်တော်မှအားလို့အလောင်းတော်မတော်တော့ကွာလို့မတို့စကံပြက်တော့မယ်ဆိုပြီးကျွန်တော်စကံကမဟုတ်ပါမယ်စကံတစ်ခုရှိတယ်အဲ့စကံကိုတွားတော့မှ ဒီဆယ်ရက်နေ့ကျတော့ဆယ်ရက်နေ့မနေ့ကကျတော့ဒီညတော့ငါတစ်တီထိုးချတာအတန်ကြားတာဆိုပြီးတော့ကျွန်တော်တို့ဒီလိုစခန်းနာကိုတွေ့တဲ့ခါကျတော့ဒီလိုစခန်းနာနေမှာတစ်တီထိုးချနာသူကတညကိုတစ်ကိုတညကို၄ဒိန်းနောက်တစ်ရှင်းကို၄ဒိန်းကောက်တာနောက်တစ်ရှင်းကို၄ဒိန်းကောက်တော့ကျနောက်တစ်ရှင်းကို၄ဒိန်းကောက်တော့ကျတော့ကျွန်တော်ပြောတာပေါ့ညာမင်းတို့ကောက်ရင်ကောက်တယ်ပေါ့ညာလို့အဲ့မှာလူရဲဘော်ပြောတာလူရဲဘော်ကဒီလံတိုင်းထင်းထင်းရေးဆိုပြီးတော့တန်ရင်၃၈ရရဲဘော်ဟိုမေးတဲ့ခါမှဟိုကျွန်တော်ဘယ်လိုပြောမလဲဟို တိုင်းရှင်ဘယ်လိုလဲညနေနဲ့မန်ပါဝင်တဲ့ဆုံးပြောတဲ့ခါကျတော့ကျွန်တော်ဟိုမန်ပါဝင်တဲ့ဆုံးဆိုပြီးကျွန်တော်အဲ့လိုလေဟိုအဲ့ယူလို့ဆွဲလိုက်တာဆွဲလိုက်တာဟိုဆွဲလိုက်တာဟိုမှဟိုဘယ်လိုပြောမလဲမင်းတို့ဒီဟာကြီးလုံးနေရမတီးဘူးလားပေါ့လေးတာပေါ့ညဒီပြည်သမားတွေကလည်းပြောတယ်ပေါ့သူတို့ဒီဟိုပညာလေးတိတ်နဲ့ဝမ်းထတာလို့ပြောတယ်အဲ့လိုပြောတော့မှသူကမဝင်ဘူးတဲ့မတီးဘူးလို့ပြောတာမတီးရကောင်မင်းတို့ခေါင်းရင်းရှည်ရနေတစ်တစ်ထိုးချတာတစ်တစ်တစ်တန်တွေကဒီဒီတောင်မြင့်ပေါ်နေအောက်ကိုထိုးချတာအတန်တွေကကြားရတယ်လေကြားရတဲ့ခါကျတော့ဟိုသူတို့ဒီပတ်သက်ဝမ်းထလို့ပတ်သက်ဝမ်းမထိုင်ရင်သူကဖမ်းတယ် ကဝင်ရင်ဝင်ရင်၄ဒိတ်မဝင်ဘူးဆိုရင်၅ဒိတ်ပြရတယ်။အဲ့ဒါနေမှာဖမ်းလိုက်တဲ့ခါကျတော့ဟိုကျွန်တော်တို့ကပြောတာပေါ့ကြာဒီရက်ဘောကိုဒီလိုလိုမင်းတို့ကောင်တွေဟိုအရင်တရာထင်းထင်းရက်လဲလို့မင်းတို့ပဲလှုပ်ရှားနေကြတာလို့မင်းတို့ပဲပြည်သူတွေကမွဲလာပြီလို့ကျွန်တော်ကလို့ပြောတာအဲ့လိုပြောရင်နေမှာဟိုလိုမျိုးအဆင်ပြေတော့အိုင်ညာတယ်အဲ့လိုပြောရင်နဲ့မင်းတို့အဲ့လိုလုံးနေလို့ဘူဒီပြည်သူတွေကပြောတာပဲဟိုလို့တောင်ရတာကုန်းနေတာဒေါ်လာရက်ဘာမှခီးမရောက်ဘူးလို့ပြောနေရတော့အဲ့လိုပြောလိုက်တော့မှဒီကျွန်တော်အဲ့လိုမျိုးပြောလိုက်တော့မှသူ့ကို တောင်းမှလိုက်ပါတယ်ကျွန်တော်လည်းအဲ့ဒီဆွဲလိုက်တော့လက်လွန်တော့တာအဲ့လိုအဲ့ဒီမဲ့ဆွဲတာကျန်တာဘာမှမပါဘူးအဲ့ဒါဟိုမှာတောင်းမှပြီးတော့ကျွန်တော်လည်း AC ဖြစ်သွားပြီဆိုပြီးတော့ကျွန်တော်ရေဘော်ဒီနဲ့ဆိုင်ကန်နဲ့သူတို့လမ်းကနေရေဘော်ဒီကအဲ့ဘက်ကနေတော့လာကျွန်တော်ဖြက်လမ်းကနေအောက်ကနေဆင်းလာဆိုင်ကန်နာမှာဆိုလို့ဆိုပြီးတော့အဲ့ဒါမှနောက်ဆုံးကျန်တဲ့နှစ်စီးကိုခြေဆုံးစီးတွေကိုမဖမ်းမနဲ့နောက်ဆုံးစီးကျမှသူကတားထားလိုက်တာတားထားလိုက်တော့ကျတော့ကျွန်တော်လမ်းပြီးဆက်တွေ့တာပေါ့ဗျာဆက်တွေ့တဲ့ခါကျတော့ဘယ်လိုပြောရုံဆိုတော့ဟိုကနေမင်းတို့ထဲအကြီးလာရင်ရတယ်ဆိုတော့ကျွန်တော်လူကြီးတွေလွတ်လိုက်တာလူကြီးတွေလွတ်လိုက်တဲ့ခါကျတော့သူက မင်းမင်းလာမှရမှာဗျအဲ့ဒါရင်းလို့ကျွန်တော်တို့မလာနိုင်ဘူးလို့ဟိုခမရုလဲခမရုလုဆရာကြီးအလုပ်ပေါ်ရာလို့ကျွန်တော်လဲကျွန်တော်လုဆရာကြီးအလုပ်မှာလို့အဲ့လိုပြောလိုက်တာအဲ့လိုပြောလိုက်တဲ့အခါကျညနေ6နာရီလောက်ကျတော့ရဲဘော်တွေကတော့ပြန်လွတ်ပြေးတာခန်းကိုတော့တိတ်ထလိုက်တာပါရီကန်ပါရီကန်တက်လက်တိတ်ထလိုက်တာအဲ့လိုအဲ့လိုပဲရဲဘော်ရဲဘော်ဘယ်နှယောက်လဲနှစ်ယောက်လားရဲဘော်ဟိုဟာနှစ်ယောက်တက်လက်ဟိုအဲ့တော့တနက်ပဲပါသွားတာပေါ့အခုရဲဘော်တွေကတော့ပြန်ရပြီပေါ့ဟုတ်တယ်ရဲဘော်တွေကပြန်ရပြီတနက်ပဲပါတော့တာอืม ဟုတ်ပြီအဲ့တော့အဲ့ဒါတခုပဲခုနကတစ်ထုတ်တဲ့ကိစ္စလည်းနည်းနည်းသိလို့ပါတယ်တစ်ကအဲ့ဒီမှာကအခုလိုမျိုးဒီထုတ်ဖို့အတွက်ကိုသူကဘလူးစီးမီစီကန်နေရှိလဲဟိုအခုထုတ်တာပါဖပါကဖထုတ်တယ်ဆိုတော့သူတို့မှာဘလူးစီးမီစီကန်နေရှိလဲအဲ့ဒါသိလားတို့မှာစီမီစီကန်နေရှိတာကတော့ဒီသူတို့ဒီစီမီစီကန်နေတော့ကျွန်တော်စီမဲဆာရွက်ရှိတယ်ကြာလူစီမီစီကန်နေဘာကြောင့်ပြက်ပြက်နေမှာတစ်ထုတ်ပိုင်ခွင့်မရှိဘူးလို့သူကပြောထားတယ်ကြာပြောထားတယ်မှာသူတို့ကိုယ်တိုင်ပဲဒီတစ်ကိုထုတ်တယ်ကျွန်တော်တို့ကဘယ်တော့တိုင်ရမလဲကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်တစ်နှစ်လောက်ကတစ်ခါတိတ်နေရကြာ ်တင်းလင်းလက်ကလေမျိုးတိဆုပ်တာဒီမော်ရကားဒီနဲ့ဖမ်းဖမ်းမိသေးတယ်ကျွန်တော်မိသေးကြတော့ဒီတက်တက်မဲ့ဖမ်းတော့မော်ကျွန်တော်အဲ့မှာတိုက်ပွဲခီးစဉ်သွားရင်းနဲ့အဲ့မှာမိတဲ့ခါကျတော့ဒီဘယ်လိုပြောမလဲဒီလူကိုကျွန်တော်တို့ကပြင်းမှုကျူးလွန်တဲ့လူကိုအေးအေးယူပါမလဲပြင်းမှုကျူးလွန်တဲ့လူကိုအေးမကျူးဘဲနဲ့သူကဘယ်လိုပြောမလဲတစ်ကိုတော့ဖမ်းပြီးတော့ကျွန်တော်အဲ့မှာဒီဘတ်ဒီဝစ်သူတို့တရားတော်ထင်းသေးပါတရားတော်ထင်းသေးလို့တော့အစ်စနာကျော်တို့အထားခဲ့တာအထားခဲ့တဲ့ခါကျတော့ဒီအမှုကိုအေးမယူရပဲသူတို့အချင်းချင်းနားလည်မှုနဲ့ပြီးသွားကြတာကျွန်တော်ကျတော့ဖမ်းရတာဘယ်လိုပြောမလဲသူတို့တိုင်းတစ်ဖွဲ့ကလုံနေမှတော့ကျွန်တော်တို့ကကျွန်တော်တို့ပြည်သူတွေက ဘယ်လိုတော့ပြီးတော့တော့တိုင်ရမှာဘယ်တော့တိုင်ရမှာသူတို့အာကိုလိုမျိုးသူတို့တိုင်တော့ကြတယ်လက်အချက်လက်နဲ့တိုင်နေရတယ်မဲ့တက်တေတဲ့ကာရနဲ့တိုင်နေရကားရောမိတာအဲ့ဒါကားမိတယ်ရဘဖိုးမိတယ်ရကားနစီမိတယ်ဘဖိုးတစီမိရဘဖိုးကအလောင်းတော်ပိုင်းနဲ့ဘဖိုးသူကတုံးသွဲနေတာဒီဒေါ်လာရင်းကာလအတွင်းမှာအဲ့ဒီအလောင်းတော်ပတ်တပတက်တော်ကျိုးဝိုင်းကအရင်တော့ကလည်းကြားတယ်လေဟိုတော်တော်ကုံသွားပြီမရှိတဲ့လောက်ဖြစ်သွားပြီလို့ကြားတယ်အခုကတော်တော်ကြံသေးတာလားအနေထားအနေထားကတော့သူကဘယ်လိုပြောမလဲဒီအပြင်ဘက်ကတော့တော်တော်လေးရောဘယ်လိုပြောမလဲ တုံးပုံပေါ်ရင်တော့တဘုံလောက်ကတော့ရှိသေးတယ်ဗျ။ဒီလမ်းဘေးကပေါ်ရကားဝင်တာကားနဲ့ကရင်းနဲ့ဖောက်ဆွဲရတဲ့နေရာလောက်တော့ဟိုကြောင်ကြောင်ကြားတဲ့တော့ရှိသေးတယ်ဗျ။ဒီဖះလမ်းပေါ်ကဖះရေပြင်ပေါ်ကဟာရီကမရှိတော့ဘူး။တစ်တရာအခုထိုးချနေဆိုတာဘယ်ဘယ်နားမှာကြောင်ကြောင်ကြားလာဟိုအပြင်ပန်းမဲ့လား။အဲထိုးချနေတယ်ကျွန်တော်တို့ဒီ၆ပေလမ်းရဲ့ဒီဘက်မှာထိုးချနေတာ၆ပေလမ်းရဲ့ဒီဘက်ကိုးမိုင်ဘက်မှာပဲထိုးချနေတာ။တို့ရဲ့နေရာတိတိကျကျဆိုရင်အဲဒီရခေါင်းပေါက်တရခေါင်းပေါက်တို့ရဲ့စခန်းရဲ့ ရှေ့မျက်မျက်ဆောင်ထိုးလေးပဲမထိုးချတာအောက်ကိုထိုးအောက်ကိုထိုးချတာဟောအဲ့တော့ဟိုသူတို့ကဟိုတက်လာခုတ်တဲ့လူတွေကိုပတ်စံအခွန်ယူပြီးတော့ဟိုထုတ်ခိုင်းတဲ့သဘောပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါရောသူတို့ကိုယ်တိုင်လည်းကာကြီးကားငယ်နဲ့ထုတ်တာပြည်သူတွေကျတော့နောက်တစ်ရှင်းဟိုလေးတိန်တောင်းတာရာသူတို့ကြာကာကြီးကားငယ်နဲ့ထုတ်တာကြပြည်သူကပြောတာပေါ့ရာဒီတောင်းကြီးကတောင်းကြီးရတာကုန်းတာပေါ့ဒေါ်လာကြီးကခီးမရောက်ဘူးပေါ့တော့ပြည်သူတွေကပြောတာနဲ့ကျွန်တော်တို့လည်းဒီမတင်ကလာနဲ့မဟုတ်အဲ့မှာတက်စစ်တာပေါ့ရာမမကြမနေ့အဲ့လိုတွေ့တွေ့ချင်းလဲကြကျွန်တော်လည်းဘကော့ယူမိလိုက်တာအဲ့တော့မှဘကော့ကိုလည်းဖြက် တကောက်ကိုလည်းဖြတ်ပေါ်ရာဒီလိုပြောရမလဲကျွန်တော်ကိုလည်းလာပေါ်ရာအဲ့လိုခေါ်တာအဲ့တော့သူတို့ကဘာကြောင့်ထုတ်တယ်ပြောလဲခုနကဟိုဟိုအခြေတင်ဖြစ်တဲ့ခါကျတော့သူတို့ဘာဘာကြောင့်ထုတ်တယ်လို့ပြောလဲတစ်ကိုဟွာလင်းပြုတ်ဝင်မယ်လို့ဆိုပြီးထုတ်တာအဲ့ဒီပါကဖာရဲ့ဆုံးဖြတ်ချက်ပဲလားဟိုအပေါ်ကအဆင့်နေရဲ့ဆုံးဖြတ်ချက်လားဘယ်လိုလို့သိရလဲအပေါ်အဆင့်နေရဲ့ဆုံးဖြတ်ချက်ကမပါဘူးကြသူရဲ့သူတို့ရဲ့ဆုံးဖြတ်ချက်တန်းထုတ်တာအပေါ်ဝင်ကြီးခန္ဓာထုတ်ပြန်ထားတဲ့စာတွေမှာတော့မပါဘူးသူတို့ဒီမူပေါင်းနဲ့တည်သားပြတိုင်းဆိုရင်ပေါ့ ။ဘာအကြောင်းပြချက်နဲ့မှတိထုတ်ပိုင်ခွင့်မရှိဘူးလို့ပြောထားတာကြာ။ဟောကြေညာချက်မှာဟုတ်တယ်ဟုတ်တယ်။အဲ့တော့အခုကြားတာအခုအဲ့ဒီမထုတ်အောင်ဆိုတဲ့ကြေညာချက်ထုတ်ထားပြီးတော့ဟိုထုတ်နေတာဘယ်လောက်လောက်ကြာနေပြီလို့သိရတယ်။လွန်ခဲ့တဲ့ဆက်လောက်လောက်ပါ။ဒီဒီတလောက်လောက်ပါထုတ်နေတာ။ ခုမှပြန်ထုတ်တာပေါ့နော်အရင်တော့ရက်သွားသေးတာပါအဲ့တဘောပေါ့ဟုတ်တယ်ဟုတ်တယ်အရင်တော့ကဒီကျွန်တော်ပြောမယ်အရင်တော့ကကဏီကဏီပဲချမ်းအနေမို့ထုတ်တာပေါ့ညာကျွန်တော်တို့ကဒီအလောင်းတော်ကရဘာကဖျားအာရင်မက်ပင်နဲ့အရင်မက်ပင်နဲ့ချမ်းတော်တော်များများကြံနေတယ်ဒီလမ်းပေးရဒီဘယ်လိုလဲအဓိပတိပင်ကြီးတော့မကြံတော့ဘူးပေါ့ညာတော်တော်များများကြံနေရဒီဘက်ကတော့အခုတော့ဒီတို့ကတန်းနှောင်ထုတ်တာဆိုတော့ဘလိုကြီးတော့မကြံတော့ဘူးဒီအတွင်းပန်းတော့ပဲကြံတော့တာ လမ်းပြအဲ့ဒီကရင်ဝင်ရတဲ့နေရာလေးကားဝင်ရတဲ့နေရာလေးကျတော့မကြံတော့ဘူးအကောင်မထားပါဘူးအဲ့တော့အခုဘုံမျက်လုံးကအဲ့မှာသွားတော့တွေ့တော့ record လုပ်တော့ဒီ record ကိုဖျက်ခိုင်းနေလေသူတို့အတွက်ဟိုဟာဟိုမကြိုက်ဘူးထားပါတော့တခုဖြစ်လို့ record ဖျက်ခိုင်းနေအခုတရင်ဌာနကိုပြောတယ်ဘုံမျက်လုံးကအချိန်နေရှင်းပြတယ်ဟိုကလုံချိုးရေးအတွက်အဆင်ပြေပါမလားသွားရလားဒါတမ်းလဲကျွန်တော်လဲတိုင်းပြည်တွေကဒီအမန်လျားကြီးကိုတော့ကျွန်တော်တို့ကဒေါ်လာကြီးကိုအမန်လျားလို့ကျွန်တော်တို့ဒေါ်လာကြီးလုံနေပထမတော့လောက်ရမှာပဲဒါမှလည်းကျွန်တော်တို့အမန်လျားအပေါ်မှာလည်း အဲ့ဒီထောက်ထားတဲ့ကြင်ကြာချက်မှာဘာတွေပါလဲဟိုပြောပြလို့ရလားအဲ့တော့မက်စင်နဲ့ဇာရွက်တွေပို့လို့ရလားတော့ရရဇာရွက်တွေပို့လို့တက်တက်ပို့လဲတက်တက်ပို့လဲအဲ့တော့အများကြီးဆိုတော့ဟဲ့ဟုတ်ပြီဟုတ်ပြီကျွန်တော်အဲ့ဒါကိုတက်တက်ဟိုဖတ်ပြီးဟိုကလုံမယ်အဲ့တော့အခုဘုံမြေလုံးလို့ရဲ့သဘောထားပေါ့နော် BNR ရဲ့သဘောထားဟောဒီတစ်တင်နဲ့ပတ်တန်ရင်ဘယ်လိုသဘောထားရှိလဲဒီတက်တော်နဲ့ပတ်တန်ရင်ကျွန်တော်သဘောထားဒီလိုပြောလို့ပေါ့ညာလေရင်ပြဝင်မှာဆိုရင်တော့ကျွန်တော်လည်းသဘောမကြောက်ဘူးသဘောကြတယ်ဒါပေမဲ့သူက ဟိုလေးမစင်းဟိုတော့သူကစင်းရုံတွေဘာတွေဘာတွေစင်းနေဘာတွေကိုကောက်စစ်လို့ရတယ်ပေါ့ညာသူကစင်းရုံကိုဖြောင်းတာမဟုတ်တစ်ကိုဖြောင်းတာကြကျွန်တော်တို့ဘာတော့ဆီရမှာတစ်ပင်နေလိုက်တစ်ပင်နေလိုက်ပြီးတော့အငုတ်ရီအောင်လေသူကငုတ်တွေပါဘခုနဲ့နှုတ်လိုက်တာဆိုတော့ကျွန်တော်တို့ဘာတော့လောက်ရမှာဒီတတော့ဟိုစောက်ကြက်ကြည့်ရမှာကပကပရီတာဝန်ပဲလားဟို BNR တွေတော့တာဝန်ရှိလားဘုံမျက်လုံးရောဘယ်လိုပြောပြမလဲညာတာဝန်ကတော့ကျွန်တော်တို့အားလုံးကတော့တာဝန်ရှိတာပေါ့ညာဒီလောင်းတော့ကတော့ပါကျွန်တော်တို့မှာတဘာဝအပြပြရှိလို့ဒီဥစ္စာပဲရှိတာပေါ့ညာ အဲ့ဒီတတော်ကျိုးဝိုင်းကြီးကအခုကဟိုစစ်ကောင်စီလက်အောက်မှာမဟုတ်ဘူးလေဒီတော်လိုင်းရဲ့ဖွဲ့တွေအလောက်မှာဆိုတော့ဘယ်သူကတာဝန်ယူထားရလဲဒီကျိုးဝိုင်းကိုအခုလောဆယ်ရအခုလဲလောဆယ်ယူထားတာတိုင်းရင်း36ကတာဝန်တာဝန်ယူဆက်တာဟိုကိုက UNG MOD အောက်ကဟုတ်တယ်ဟုတ်တယ်တိုင်းရင်း36အဲရင်းမှုရင်းမှုကကိုကိုမြင့်ကြိုင်နဲ့ရင်းမှုနာမည်အဲ့တော့သူကအကြောင်းကြားရောအခုတစ်တစ်ထုတ်နေလို့သူကအကြောင်းကြားရောမရနိုင်ဘူးလားသူတို့ကိုကိုယ်တိုင်ထုတ်တာရအဲ့ဒါကြောင့်ဟုတ်သူကိုယ်တိုင်ထုတ်ဟုတ်တယ်ရ BNR တွေကဝင်ရောက် support ခင်ရှိလားဒီ TikTok နဲ့ပတ်သက်ရင်ထိမ့်သိမ်းစောင့်ရှောက်မှုမှာထိမ့်သိမ်းစောင့်ရှောက်မှုမှာကျွန်တော်တို့ video တို့စာထုတ်ပြန်နေတော့ကျွန်တော်တို့ video ဒီလိုမျိုးတစ်ထုတ်ထုတ်တဲ့လူပါဆိုရင်ကျွန်တော်တို့ video ရက်ကနေနဲ့လည်းဖတ်နိုင်ခွင့်ရှိတာပေါ့ညာဒီလိုမျိုးနေကြကျွန်တော်လည်းမတည်ဘူးဒါပေမဲ့ကျွန်တော်အဲ့မှာနေရတဲ့ရေချက်ကအဲ့မှာကိုကျွန်တော်တင်နိုင်ခွင့်ဖွင့်မယ်လို့ဆိုပြီးတော့နေတာ တခုရှိတာကတော့အခုတစ်ထုတ်တယ်ပေါ့နော်ဟိုအများကြီးထုတ်တာတော့မကောင်းဘူးပေါ့ဘာပဲဖြစ်ပေါ့ဒါပေမဲ့ထုတ်တဲ့နေရာမှာကိုကကဟိုခုနတစ်ထုတ်တဲ့လူကလာတယ်ကိုကအခကျင်းွေယူတယ်ဆိုတော့ဟိုဝင်းဝေးတစုံတရာရတာပဲမဟုတ်ဘူးလားဟိုလာထုတ်တဲ့လူတွေအတွက်လည်းဟိုဟိုစီးပွားဖြစ်တယ်ဆိုအဲ့လိုမျိုးဘက်ကကြည့်ရောအဆင်မပြေဘူးလားဒီလိုပေါ့ရာပြည်သူတွေအနေနဲ့ကျတော့အဲ့ဥသာကိုဘယ်လိုပြောမလဲလူလုံးနေရာပုံစံမျိုးနဲ့ကျွန်တော်ဒီ၃နှစ်ကျော်၄နှစ်ပန်းကြီးရောက်ပါလေအဲ့လုံးနေရာနဲ့ပတ်သက်ဟိုကုန်းနေရာနဲ့ဟိုဝင်းတွေရနေရာကလည်းတော်လန်ကြီးကသူသူပိုင်ဆိုင်မှုပေါ့ရာ လက်နဲ့အင်အားလက်နဲ့အင်အားလည်းမရှိဘယ်လိုပြောမလဲဒီတိုက်ခိုက်ရေးပိုင်းမှာလည်းမရှိမရှိတဲ့ခါကျတော့ပြည်သူကပြောလာတာပေါ့ညာဘယ်လိုပြောလာအောင်ဆိုတော့တောင်ကြီးရတာကုန်းတာပေါ့ညာတောင်ကြီးရတာကုန်းတာဒေါ်လာကြီးကဘာမှခီးမရောက်ဘူးသူအခုဝယ်ထားတဲ့ဆိုဆိုရင်ကျွန်တော်တို့ LNG ကချထားတဲ့ဒဏ်ကလွယ်ရင်တနေ့ကိုပိုင်ခန်းဟိုလိုတက်တက်ဒီရရတဲ့ပတ်စံနဲ့ငွေဝင်နဲ့ဝယ်ထားတာဆိုတာမရှိဘူးအဲ့တော့အခုအချိန်လေးဘီယန်နာနေနေနဲ့ဘာတွေလုပ်ဖို့ရှိလဲသူတို့နဲ့ညှိနှိုင်းမလားတင်မထုတ်ဖို့ပြောမလားနောက်သူတို့နဲ့ပတ်သက်တဲ့အထက်ကိုပြောပြဖို့ရှိလားဘာတွေလုပ်ဖို့ရှိလဲကျွန်တော်တော့ထပ်မထုတ်အောင်လို့ပဲညှိနှိုင်းနေတာじゃ ဟိုအထက်ကိုတင်ပြမယ်ဆိုလဲကျွန်တော်တို့ကဘလောက်တင်ပြတင်ပြဘလောက်တင်ပြတင်ပြအချက်လက်နဲ့ထောက်ပြထောက်ပြတို့မှာဘာရေးယူပိုင်မှမရှိဘူးကျွန်တော်တို့ကဘလို့လုံးရမလဲဆိုတော့ကျွန်တော်တို့ရတအနေနဲ့လဲကျွန်တော်တို့ဒီဘလို့ပြောမလဲတော်လိုင်းဓမ္မအနေနဲ့လဲထိမ့်သိမ်းထိမ့်သိမ်းနေတာပဲတည်တာ BNR ရဲ့သဘောထားကိုတခုတော့ကတ်ပြောပြပါဒီတစ်တော်ကျိုးဝိုင်းနဲ့ပတ်သက်ရင် BNR ရဲ့ချထားတဲ့ဟိုသဘောထားစီကန်းဆိုရင်ဘာဖြစ်မလဲ BNR ရဲ့သဘောထားဆိုရင်တော့တစ်ထုတ်ပိုင်မှမရှိဘူးညာကိုပိုင်ငွေလည်းလုတ်ပိုင်မှမရှိဘူးဒီလိုမျိုးနဲ့တက်တွန်းစီပွားရေးလည်းလုတ်ပိုင်မှမရှိဘူး ဟုတ်ပြီဘုံမြလုံးကျေးဇူးတင်တယ်လေအခုဖြစ်တဲ့အခြေအနေလေးရှင်းပြတဲ့အတွက်နော်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့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 ဟုတ်ပါပြီလို့ကြီး